လူဆိုတာအိုမင်းသွားရင်အများကယွန်းလာနော်အဖိုးကြီးဆိုနန်းနေအမေကြီးဆိုနန်းနေနဲ့ဖြစ်လာအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မလို့အသက်အရွယ်ကြီးလာပြီဆိုလို့ရှိရင်နေရာတစ်ခါမှာပါနဲ့ကိုယ်ကကိုအေးစေးစေးလေးနေပြီနေရအခုဘုံဘူဒီကထေဒီမဆိုလို့ရှိရင်အဲ့လိုပဲသားသမီးတွေကမကြည်တဲ့အခါမကြည်ဖြူတဲ့အခါဘေကုဏီဝတ်လိုက် အဲ့ဒီဘိက္ခုနီနဲ့ဝတ်လိုက်ကျန်တဲ့ဘိက္ခုနီတွေကရောကြီးပြူသလားလို့ဆိုသူဝိုင်းခိုင်းကြတာနော်အဘွားကြီးဟောလို့ပြောဒါလို့ပြောဒီလိုဟာတွေဖြစ်တယ်သူကဝါတဲ့ဗျာဆိုဝါငဲနေတယ်လေဝါငဲနေတော့သူ့ကိုခိုင်းအဲ့တော့ဘိက္ခုနီမတွေငယ်ငယ်ရွယ်ဝါကြီးတဲ့ဘိက္ခုနီမတွေကမလုပ်ကြတော့ဆိုတော့ ဝိကုဏိပါရိဆိုတာတလားကိုနှစ်ချိန်လာပြိလာခွေတွေမှာတန်ဃာရိစီသွားပြီးတော့ဩဝါဒခံယူဖို့ချင်းကရဒါဝိနည်းဒိဋ္ဌာဘုရဲ့စီကံနော်ဝိကုဏ္ဍန်ဃာရိစီသွားပြီးဩဝါဒခံယူဖို့ချင်းကရတယ်တော်မဩဝါဒသွားပြီးနာရတယ်အဲ့ဒီလိုနာတဲ့အခါမှာသူ့ကိုចောင်းဆောင်ခိုင်းထားတယ် ကျောင်းသောခရင်နေကဘူးရင်တွေးကြိုထားလိုက်နော်သူတို့ဝါကြီးတဲ့ဘေကုဏီမာရီကကျောင်းနေရေးဝါရင်တွေးကြိုထားလိုက်ပါလို့မှာပြီးတော့သူတို့ကတော့အဲ့ဒါတန်ဘေကုတန်ဃာတွေစီသွားပြီးတော့ဩဝါဒနာကြအဲ့ဒါကိုသူပြန်ပြောပြတာလေးရှိတယ်တဒါဥဒကမဟိတ်တော်ဩခိရိတ်တော်နာဂုံပြီးရာ သူဟာရေခတ်ပြီးတော့ရင်းနှွေးကြိုတဲ့အိုးကြီးတွေကိုသူလောင်းထဲရတယ်တဲ့။ဆုံးလေးတပစ်တော်အာတိနာတတော်စိတ်တန်တမတဟိ။ရှင်ဦးလေးကောင်းမွန်ရွယ်ရွယ်ရင်းကနေပြီးတော့တရားနဲ့အာထုအဲ့ဒါလိုကြိုးစားအာထုစိတ်တည်ငြိမ်အောင်သူကြိုးစားအထုတ်ခဲ့တယ်။သူကလုံလောက်ဝီရိယအသက်ရွယ်လေးရလာတဲ့အခါမှာတံဝေကတရားနဲ့ရ လုံလဝီရိယတားကြိုးစားတယ်အမြဲတမ်းတရားထုတ်တယ်ဒါမှမဟုတ်ထိုင်းမနေဘူးအိပ်မနေဘူးအသက်ကြီးပဲအမြဲတမ်းလှုပ်ရှားပြီးတော့ကြိုးစားနေတိုင်နေရှိတဲ့အဆောက်အဦမှာဆိုရင်တိုင်ကိုကင်ထားတယ်တိုင်မိမှာဆိုညမှာတိပင်းရှိတဲ့နေရာဆိုရင်တိပင်းကိုကင်ထားပြီးတော့ရက်ပြီးတော့တရားထုတ်တယ်ဇင်ညာလျှောက်တယ် အဲ့လိုကြိုးစားအထုတ်ပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တယ်အဲ့ဒီအချိန်မှာသူရင်ရွေးကြူအဲ့လိုတရားထုတ်တယ်တမာရိယလာတဲ့အခါမှာခန္ဒီအနိစ္စတော်ဒိဋ္ဌောသူတဏ္ဍမှာရှိတဲ့ခန္ဓာသူရောတဏ္ဍမှာရှိတဲ့ခန္ဓာသူတဏ္ဍမှာရှိတဲ့ခန္ဓာကိုမမြဲတဲ့အနေထားသူရှုမြင်လား အကျဉ်းချင်းပြောမယ်ဆိုရင် သူငငယ်တော့ရုပ်ရည်တွေပဲရှိတော့မှာတော့အဖွာအိုကြီးဖြစ်တယ်။အဲ့တော့ယုတ်တရားတွေဟာမမြဲဘူးဆိုတာကိုသူသဘောပေါက်။အဲ့ဒီကနေပူပြီးအသေးတစိတ်သဘောပေါက်လာ။ဒုက္ခဒေါသအနတ္တတော်မမြဲတဲ့သဘောတွေကနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့ အနိစ္စမြင်လို့ရှင်ဒုက္ခလည်းမြင်သွားတယ်နတ္တလည်းမြင်သွားတယ်လက္ခဏာ၃ပါးတည်ပြီးသူ့ရဲ့ခန္ဓာရဲ့အနေထားတကူရှုမြင်သုံးသပ်တာအဲ့ဒါလိုရှုမြင်သုံးသပ်ရင်ကခေပိတဝါအာတဝေတပ်ပြီကာမတဝါဘဝတဝါဒိဋ္ဌတဝါဝိစားတဝါလို့ဆိုတယ်အာတဝါနေပေအလွန်ကျယ်ပြီးတရားတွေမှာဖြစ်လိရှိတဲ့တဏှာရဲ့ဒိဋ္ဌိရဲ့ မောဟရဲ့ဆိုရဲဒီတဘာဝတရားတွေအလုံးကုံဆုံးသွားဆိုလိုတာအာသွားတယ်ကုံတာမဟုတ်ဘူးကိလေသာတွေအလုံးကုံခန်းသွားတယ်ကျင့်ကြံကြွကိုအာထုတ်လိုက်တာကိလေသာတွေကုံခန်းပြီးအရတ္တဖို့သူရောက်သွားတယ်တဲ့သူကြိုးစားအထုတ်တာအဲ့ဒါလို့ကြိုးစားအထုတ်တဲ့အချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်တွေလှုပ်ပြီးသူ့ကိုအားပေးစကားပြောတယ်သူဟာလဲ တကယ်ကို အသိဉာဏ်တွေကရင့်လာပြီးတော့ကြိုးကြိုးစားစားရင်တွေးကြိုးဖို့ကြိုးစားရင်ကနေပြီးတရားထုတ်လိုက်တာထူချတဲ့အသိဉာဏ်တွေရတော့ကိလေသာတွေကုန်ခန်းပြီးတော့ယန္နာမဖြစ်သွားတယ်။မြတ်စွာဘုရားရဲ့အာပိစကားကဘာလဲ။ယောသဝတ္တတံဇီဝေကုတိတော်ဟိနဝီရိယောပြင်းပြင်းကြီးကြီးဘာမှမလုပ်ပဲ။ တရားမထုတ်ဖဲနဲ့ပြင်းပြင်းရည်နဲ့အသက်တရားရှင်းနေတာမမြတ်ပါဘူးဧကာဟံဇီဝိတာတေယောဝီရိယမာရဘတော်တလာအကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားဖို့ဖြစ်လာတဲ့အကုသိုလ်တရားတွေဖယ်ရှားဖို့ကြိုးစားမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ဖြစ်ပြီးသားကုသိုလ်တရားတွေ တူပွားလောင်ကျိုးစားမှု၄ရက်နဲ့ကျိုးစားအထုံးနေတဲ့ပုဂ္ဂိုလ်ဟာတနည်းပဲရှင်ပါစေတနည်းပဲအသက်ရှင်ပါစေအလွန်ရပ်ပါတယ်အကျိုးမြတ်တွေအများကြီးရပါတယ်လို့မြတ်စွာဘုရားကဒီဆုံးမစကားလေးနဲ့အားပေးလိုက်တဲ့အခါသူဟာယန္တမာကြီးဖြစ်သွားတယ်နော်ကျိုးစားအထုံးနေတဲ့ပုံမှာတန်ဖိုးတိသွားပို့ပြီးတော့ အာပေးလိုက်တဲ့အခါမှာပို့ပြီးတော့အားတွေတက်လာပြီအတိညာနဲ့ရင်းကျက်လာတဲ့အခါမှာအဲ့ဒီလိုယန္တမာကြီးဖြစ်သွားတယ်တဲ့ယန္တမာကြီးဖြစ်သွားတာအဲ့လိုယန္တမာကြီးဖြစ်သွားတော့ခုနကဘေကုဏီမငငယ်တွေကရင်နှွေးချူခိုင်းထားရတယ်ပြွားတော့တရားထုတ်နေတော့ရင်တွေးရည်ဦးတော့ထဲ့ထားလိုက်ထဲ့ထားပြီးအောက်ကမီးမထိုးဘူးထမင်းရဲ့တရားထုတ်နေတော့မေ့တယ်နော် မိမထုံအဲ့တော့ဟိုဘိက္ခုနီမတွေကပြန်လာတော့အဖွားကြီးဖွားကြီးပဲမရုံးမီပဲမရုံးရေနွေးဆိုတဲ့အခါကျအဲ့ကြရမှာ तू ကသူကအဲ့ဒီအချိန်မှာဇန်နေအဘိညာဉ်နေနဲ့ရဟဏမကြီးဖြစ်နေပြီတဲ့ရဟဏမကြီးဖြစ်နေတော့ချက်ချင်းတေဇောကတိုင်းဝင်သွားပြီးတော့ရေနွေးဦးဟာချက်ချင်းခါတဲ့ပေါ်ပွတ်ဆူတောင်းလို့လိုက်တယ်အဲ့ဒီကြရမှာ तू ရဟဏမကြီးဖြစ်ပြီ မှန်တိတော့ကြံတဲ့ဘိက္ခုနီမတွေကခါတိုင်းလို့မလေးမစားမလုံရဲကြတော့ဘူးဒီဒီစားစားជីညူအားထားရတဲ့ဘိက္ခုနီမဖြစ်နော်အသက်အရွယ်ကြီးတာအဲ့ဒါလို့ကျိုးစားအထုံးလိုက်တဲ့အခါမှာယန္နာမကြီးဖြစ်သွားလို့ဇာနေပင်ညင်နေရလာတယ်ရှင်တွေဟုတ်ချက်ချင်းပဲသူဒိဋ္ဌာန်လိုက်တာနဲ့ရှင်တွေကအခိုးတထောင်းထောင်းထွက်ပြီးရှင်တွေရသွားတယ် အဲ့ဒီမှာဟိုဘိက္ခုနီမတွေလန့်ဖြတ်ပြီးတော့သူ့ကိုကြီးညိုလေးစားစွာဆက်ဆံကြတယ်။အဲ့ဒါသူ့ရဲ့ဘဝအစအကြောင်းကောရဝကုရရဲ့လက်ထက်မှာဒီလိုကြုံတွေ့ရတယ်တဲ့